ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နေဆက်ပဋိပက္ခဟာဒီကနေ့ဒီဇင်ဘာလ17ရက်နေ့ထိဆက်လက်ဖြစ်ပွားနေပြီးမနေ့ကပြည်ခတ်မှုတွေမှာထိုင်းဘက်ကထိခိုက်ဒဏ်ရာရှိမှုတွေရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်ဒီဇင်ဘာလ17ရက်နေ့ည9:00နာရီလောက်မှာကမ္ဘောဒီးယားတပ်ဖွဲ့တွေက မော်တာကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ဆာဂေအိုပြည်နယ်တွင်းကစစ်ဆေးဂိတ်နားမှာထိုင်းစစ်သားတို့တေဆုံးပြီး10ဦးဒဏ်ရာခဲ့တာဖြစ်ပါတယ်အခုလက်ရှိထိထိုင်းစစ်သားစုစုပေါင်း9ဦးထိကြာဆုံးသွားပြီလို့သိရပါတယ် ထိုင်းတော်ဝင်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ဝင်းထိုင်းစူပါရီကထိုင်းစစ်တပ်ဟာကမ္ဘောဒီးယားရဲ့တာဝဲပြစ်ဒုံးကျည်တွေကိုရင်ဆိုင်ဖြည့်ရှင်းမှုတင့်ရှိပြီးပြည်သူလူထုစိုးရိမ်ပူပန်စရာမလိုကြောင်းပြောပါရယ်ကမ္ဘောဒီးယားကကံပုံသွန်ပြည်နယ်မှာတာဝဲပြစ်ဒုံးကျည်များပြားပစ်လွတ်နိုင်တဲ့ဆင်တွေကိုဖြန့်ချထားတဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမနေ့ကညနေပိုင်းမှာထိုင်းလန်နဲ့ကင်တပ်ဖွဲ့များဌာနချုပ်ရဲ့ Facebook စာမျက်နှာမှာခုလိုတုတ်ပြန်ပြောကြားခဲ့တာပါ ကမ္ဘောဒီးယားဟာတာဝဲပြည့်ဒွန်းကြီးတွေကို တခါမှ အသုံးမပြုဘူးသေးကြောင်းနဲ့ပြီးတော့တရုတ်လုံ PHL03 ဒွန်းပြစ်စင်တွေရဲ့ပြက်ခတ်နိုင်တဲ့အကွာအဝေးကလည်းလက်ရှိ အခြေအနေတွေအတွက်အရန်ဝေးလွန်းနေတယ်လို့ဆိုပါတယ်ကမ္ဘောဒီးယားဟာတောက်ဝိုင်နဲ့ပရာဝီဟာရဖျားကျောင်းတွေပါဝင်ရှေးအောင်မွေနဲ့နေရာတွေမှာသူတို့တပ်တွေကိုတက်ဆွဲပြီးထိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်စကန်နဲ့လက်နက်ထားတဲ့နေရာတွေဖြစ်တမင်တကာအုံပြုခဲ့တယ်လို့လည်း ထိုင်းတော်ဝင်စစ်တပ်ရဲ့ပြောခွင့်ရဗိုလ်မှူးချုပ်ဝင်ထိုင်းကဆိုပါတယ်ကမ္ဘောဒီးယားကာကွယ်ဝင်ကြီးဌာနရဲ့ဒီဇင်ဘာလ7ရက်နေ့နောက်ဆုံးထုတ်ပြန်ချက်မှာထိုင်းတပ်ဖွဲ့ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေပြန်လည်ဖြစ်ပွားတာကိုရှုံချခဲ့ပြီးမနေ့9:52မိနစ်မှာထိုင်းတပ်တွေဟာနေဆက်ကရတားနေအိမ်တွေကိုပစ်ခတ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်နောက်ပြီးကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာဒီကနေ့အော်တိုဘာလ26ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တဲ့ပစ်ခတ်ရက်စိနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်စီကံချက်တွေကိုလိုက်နာနေဆဲဖြစ်တယ်လို့လဲဆိုထားပြီး ရက်သားတွေနဲ့ရေကြီးမှုဆိုင်ရာနေရာတွေကိုချွင်းချယ်မရှိတိုက်ခိုက်တာကိုပြစ်တင်ရှုံချခဲ့ပါတယ်။အာဆီယံလေးလာသူဖွဲ့အပါအဝင်နိုင်ငံတကာဖွဲ့စည်းတွေကိုစုံစမ်းစစ်ဆေးဖို့နဲ့ထိုင်းကို တာဝန်ယူမှုရှိစေဖို့ကမ္ဘောဒီးယားကတောင်းဆိုထားပါတယ်။သူတို့အနေနဲ့ငြင်းငြင်းစွာဖြေရှင်းရေးတွေကတိကဝတ်ပြုထားပြီးလက်နက်ကင်ပဋိပက္ခကိုရပ်တန့်ပြီးတန်တမန်ဆက်ဆံရေးကိုပြန်လည်စတင်ဖို့လဲအားလုံးကိုတိုက်တွန်းခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကဒေတာတွင်တည်ငြိမ်အေးချမ်းမှုကိုချင်းချောင်းနေတယ်လို့လည်းသတိပေးခဲ့ပါတယ်။ ်တနိုင်ငံနေဇက်ပတိပခတကြောပြန်ဖြစ်ပွားမှုကြောင့်ထိုင်းဘက်ကလည်းနေဇက်ပြည်နယ်လေးခုမှာစာတင်ကြောင်းပေါင်း900ဝန်းကျင်ပိတ်ထားရပြီးလူပေါင်း၄သိန်းဝန်းကျင်ကိုဘေးလွတ်ရာသို့နေရာရွှေ့ပြောင်းပေးထားရတယ်လို့ကမ္ဘောဒီးယားဘက်ကလည်းနေဇက်ကဒေသခံပြည်သူတသိန်း2000ကျော်ကိုနေရာရွှေ့ပြောင်းပေးခဲ့ရပြီးစာတင်ကြောင်းပေါင်းယာနဲ့ချီပိတ်ထားရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နောက်ဆုံးပြစ်ခတ်ရက်စိမ်းမှာပါဝင်ညှိနှိုင်းပေးခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ဒီဇင်ဘာလ9ရက်နေ့ကပန်ဆယ်ဗေးနီးယားပြည်နယ်မှာကျင်းပတဲ့ခမ်းနားတစ်ခုမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့လက်ရှိတပ်ပွဲတွေကိုရပ်တန့်မှုတွေဒီကနေ့မှာဖုံးခေါ်ဆွေးမှုတစ်ခုပြုလုပ်သွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ